မင်္ဂလာပါသောရရှင်များရှင်အခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရေဒီယို UNG ရဲ့မနခင်ပြည်တွင်သတင်းများကိုကျမအနွေဦးမိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ KNPP ဥက္ကဋ္ဌနဲ့ UNG ယာယီသမ္မတတို့တွေ့ဆုံပြီးတော်လှန်ရေး Federal Democracy နဲ့စစ်ဘေးရှောင်အရေးများဆွေးနွေးခဲ့တဲ့တင်ကိုဥစွာတင်ပြပေးပါမယ်။အမျိုးသားရင်သွေးရေးအစိုးရ UNG နိုင်ငံတော်ယာယီသမ္မတဒူဝါလရှိလာနဲ့ ခရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရဲတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းစတင်မာလာ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ခေါင်းဆောင်တို့အနေဖြင့်လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေသောတော်လှန်ရေးအခြေအနေများကြုံတွေ့နေရသည့်တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအတူရင်ဆိုင်ကြော်လွှားနိုင်ရန်နှင့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြရလို့ဖော်ပြထားပါတယ်။ထို့တူတိုင်းပြည်အနှံ့အကြမ်းဖက်စစ်တပ်၏ ြင့်မှန်မခွဲခြားဘုံကျဲတိုက်ခိုက်မှုများကြောင်းထိခိုက်သေးဆုံးခဲ့ရသည့်မိသားစုများထိခိုက်ဒဏ်ရာရကုသနေရသူများနဲ့အသက်အိုးအိမ်စီးဆိမ်များဆွန့်လွတ်လဲထွက်ပြေးတန်းရှောင်နေကြရသည့်စစ်ပီးရှောင်ပြည်သူများအတွက်လူသားစာနာကူညီရေးဆိုင်ရာများကိုလည်းဆွေးနွေးခဲ့ကြလို့သိရှိရပါတယ်ရှင် ဆက်လက်ပြီးစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ကြားကာလစကိုင်းဖက်ဒရယ်ယူနစ်အစိုးရစီစီရေးရွေးချယ်ရေးကော်မရှင်တွင်ပါဝင်ကြမိစကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုတို့မှတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးတဲ့တင်ကိုတင်ပြပါမယ်။ စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ကြားကာလစကိုင်းဖက်ဒရယ်ယူနစ်အစိုးရစစ်စစ်ရွေးချယ်ရေးကော်မရှင်နှင့်ပါဝင်ကြမိစကိုင်းဖက်ဒရယ်ယူနစ်တွင်ရှိနိုင်ငံရေးအားစုတို့မှတာဝန်ရှိသူများဟာစက်တင်ဘာလ29ရက်နေ့မနေ့10နိုင်အချိန်တွင်ဗီဒီယိုကွန်ဖရင့်မှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်တွေ့ဆုံဆွေးနွေးပွဲတွင်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးက ကြားကာလစကိုင်းဖက်ဒရယူနစ်အစိုးရစစ်စစ်ရွေးချယ်ရေးကော်မရှင်၏လုပ်ငန်းတာဝန်များနဲ့ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့လို့သိရပါတယ်။ထို့နောက်စကိုင်းဖက်ဒရယူနစ်တွင်ရှိနိုင်ငံရေးအားစုများမှကိုယ်စားလှယ်များကလည်းအကြံပြုသုံးသပ်ချက်များကိုဆွေးနွေးခဲ့ကြပြီးစကိုင်းဖက်ဒရယူနစ်လွှတ်တော်ဘက်ကလည်းပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးနောက်မွန်လွယ်၁၂:၁၅မိနစ်အချိန်တွင် CVR အောင်မြင်စွာရုတ်သိမ်းခဲ့လို့ဖော်ပြထားပါတယ်။ အဆိုပါတွိတ်ဆုံဆွေးနွေးပွဲတွင်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်တွင်ရှိနာကရှမ်းနီကဒူကနန်း ချင်းတိုင်းဒအင်အားစုများမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်တွင်ရှိပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှကိုယ်စားလှယ်များစကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံရေးဆွဲခဲ့သည့်ကော်မရှင်မှကိုယ်စားလှယ်များစကိုင်းတိုင်းဒေသတပိတ်အင်အားစုမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းထုတ်ပြန်ထားပါရဲ့ရှင် စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများကိုရခိုင်ကထက်ပုံမူတရိထားကြဖို့အရခတ်တပ်တော်တိုက်တွန်းတဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။အရခတ်ဒေသအတွင်းကမိဘပြည်သူများအနေဖြင့်စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုရန်ကိုရခိုင်ကထက်ပုံမူတရိထားကြဖို့နဲ့စစ်ရေးတရိအပြေအဝအချိန်မရရှိကြဖို့အရခတ်တပ်တော်ကတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဟာအရခဒေတာ တွင်တိုက်ပွဲများနဲ့အရခဒေတာအဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲများတွင်အထူးခိုက်ကြဆုံများစွာနဲ့ရင်ဆိုင်နေရပြီးတပ်ပြတ်နေသလို၎င်းတို့အတမစုဆောင်းထားတဲ့တပ်ဖွဲ့ဝင်များဟာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းများတွင်အခွင့်ရလင်ရသလိုပဲပြောင်းချင်းတက်ပြေးချင်းအလံဖြူထောင်ဝင်ရောက်ချင်းတို့နေစဉ်ဖြစ်ပျက်နေရလို့ဆိုပါတယ်မြေပြင်တိုက်ပွဲများမှာအကြဆုံးများစွာရင်ဆိုင်နေရတဲ့စစ်ကော်မရှင်တပ်ဟာ အရခဒေတာရင်းကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာများကစာတင်ကြောင်းစီဆေးရုံစေခါနဲ့ဘုံကြီးကျောင်းနေရာများအပြင် လူစုလူဝေးရှိနိုင်တယ်လို့ယူဆတဲ့နေရာများအားနေညအချိန်မြွေလေးကျောင်းရေကျောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများပုံမှုလုံဆောင်လာနေတယ်လို့သိရပါတယ်။ထို့ကြောင့်မိဘပြည်သူများအနေနဲ့စစ်ကော်မရှင်ရဲ့ရေကျောင်းလေးကျောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုရန်ကိုရခိုင်ကထက်ပုံမှုသတိထားကြဖို့နဲ့စစ်ရေးတတိအပြည့်ဝအချိန်မြွေရှိကြဖို့ကိုတိုက်တွန်းထားပါတယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက် Question နဲ့ပရိဖို့ရောကပေးပို့ထားတာဖြစ်ပါတယ်ရှင်။